လူအသက်တွေကိုကယ်ဖို့ AI ဆက်ရုပ်ကားတီထွင်ကကမ္ဘာဆက်ရုပ်ပြန်ပွဲမှာအနိုင်ရရှိခဲ့တဲ့မြန်မာလူငယ်များမြန်မာနိုင်ငံကနှီးပညာမှာနောက်ကျကျနေပြီလို့ဆိုကြပါတယ်။အဲဒီစကားကိုကျမတို့ရဲ့မျိုးဆက်တဲ့ Genius လူငယ်လေးတွေကကမ္ဘာလယ်မှာမြန်မာတွေကမညံ့ဘူးလို့သက်သေပြလိုက်ပါပြီ။ဒါကတော့ကမ္ဘာဆက်ရုပ် Olympic ပြန်ပွဲဂျပန်၊ကိုရီးယားလိုနှီးပညာထိပ်သီးနိုင်ငံတွေကအသင်းတွေကြားထဲမှာရင်းကုန်ပြီးဝင်သွားတဲ့ဝိရ Genius မြန်မာဆိုရင်ကျမတို့ရဲ့မြန်မာလူငယ်အဖွဲ့ပါ သူတို့ကဘာကိုပြန်ခဲ့တဲ့ project ကဘာလဲဒီလား AI နည်းပညာငလင်ကယ်ဆယ်ရေးဆက်ရုပ်ကားဖြစ်ပါတယ်စဉ်းစားကြည့်ပါငလင်ကြောင့်အဆောက်အုံတွေပြိုကျတဲ့အခါမှာလူအဆောင်ဝင်ပြီးအသက်တွေကိုကယ်တင်နိုင်မဲ့ဆက်ရုပ်သူ့မှာကိုယ်ပိုင်အုံနောက် AI ပါတဲ့အတွက်အပြက်စီးတွေကြားကပိမ့်မိနေတဲ့လူတွေကိုသူ့ဘာသာရှာဖွေနိုင်ပါတယ်ဒါဟာကလေးကစားစရာမဟုတ်ဘဲတကယ်အသက်တွေကိုကယ်တင်နိုင်မဲ့တီထွင်မှုပါ နိုင်ငံပေါင်း40ကျော်ကအတော်ဆုံးဆိုတဲ့အသင်းတွေကိုကြော်ဖြတ်ပြီးတော့သူတို့ရဲ့ project ကိုဒိုင်းတွေရှေ့မှာရှင်းပြခဲ့ကြမှာတော့အားလုံးအံ့ဩမင်းတက်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဂုံတိတ်ခအကြီးမားဆုံးဖြစ်တဲ့ Champions ကိုပထမဆုကို We are Genius မြန်မာအဖွဲ့ကရရှိခဲ့ကြအောင်ကြီးညာလိုက်တဲ့ချိန်မှာဒါဟာမြန်မာနိုင်ငံအတွက်သမိုင်းဝင်အခိုက်အတန့်တစ်ခုဖြစ်ခဲ့ရပါတယ်။ဒီအောင်ပွဲကကျမတို့မြန်မာလူငယ်တွေရဲ့ဉာဏ်ရည်နဲ့ဖန်တီးနိုင်စွမ်းဟာဘယ်သူနောက်မှမကြံခဲ့ဘူးဆိုတာကိုသက်သေပြလိုက်တာပါ။ဒီ Genius လေးတွေအတွက် Computer စကားလေးတွေ comment မှာရေးပေးခဲ့ကြ 下王巡。